မင်္ဂလာပါမနေ့ပြန်ခုနှစ်သားသမီးများတို့တည့်ရတာဆောင်းရင်ရှောင်းအများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများတို့ယနေ့မှာတော့အလုံမှာဝေခွဲရခက် ဆုံးပြတ်ခတ်တာမျိုးတွေဖြစ်ပါမယ်အထင်နဲ့ဆွဆွခံရတတ်ပါတယ်ရွှေလက်ဝေဒနာများတို့ထွက်ထွက်ပျောက်တက်ပျက်စီးတတ်ပါတယ်အထက်လူကြီးအကြီးကဲများစီရနေပြီးတော့အကူကြီးအထောက်ပံ့တွေရရှိပါလိမ့်မယ်ဘိုက်အောင်ဘိုက်နာ ဖြစ်တတ်ပါတယ်အခြေအနေမှာတော့တာယာနေပါလိမ့်မယ် ငါးခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ရွှေဝါရောင်နဲ့ညီညွတ်အောင်ဖြစ်ပါတယ်။ရေတရအနေနဲ့ကတော့မိမိရံဖျားမှာပူတင်းပါမို့ကတ်လို့ပူဇော်ပေးပါ။တနင်္လာသားသမီးများအတွက်ယနေ့မှာတော့မိတ်ဆွေရင်းများနဲ့စကားပြောဆိုရင်းခေါ်အပ်တတ်ပါတယ်။စာချုပ်ဆက်တူရှယ်ယာကိစ္စများအတွက်စိတ်ညစ်အပ်တတ်ပါတယ်။ဝမ်းသာစရာတင်းကောင်းများကြားအပ်တတ်ပါတယ်။ခြေတော့အောက်ပိုင်းထိခိုက်မိတတ်ပါတယ်။အခြေအင်းမှာတော့အထင်မြင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။ နှစ်ခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနီရောင်နဲ့ပတ်ရောင်ဖြစ်ပါတယ်။ရေဒီယာနီနဲ့ကတော့မိမိရဖျက်မှာမွေးငါကလို့ပူဇော်ပေးပါ။အင်္ဂါသားသမီးများတို့ယနေ့မှာတော့ပငယ်ချင်းမိတ်ဆွေမောင်နှမများနဲ့အဆင်မပြေဖြစ်တတ်ပါတယ်။ယင်းကိစ္စဆက်ကိစ္စများတို့ပြောဆိုဖြစ်ရှင်းရတတ်ပါတယ်။အလုံးမှာအခွင့်အရေးကောင်းရတာတွေအောင်မြင်မှုကြီးကြီးမားမားရတာမျိုးတွေကြုံကြုံတွေ့ရတတ်ပါတယ်။ချက်တူစရာနေပြီးတော့တည်ငောင်းကြားတတ်ပါတယ်။ရင်မအောင်နေတတ်ပါတယ်။ လေးကိုပါတဲ့ကနန်းများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဝါရောင်ဖြစ်ပါတယ်။ရေတရာအနေနဲ့ကတော့မိမိရံဖြတ်မှာနန္ဒတိကလူပူဇော်ပေးပါ။ဘုံတော်ဥသာသမီးများတို့ယနေ့မှာတော့ရေရတာနဲ့လုပ်ငန်းများကိုရေရတာလုပ်ပေးပါ။မုတ်ချအောင်မြင်မဲ့နေ့လေးဖြစ်ပါတယ်။ချစ်တူစီရနေပြီးတော့လက်ဆောင်ရတတ်ပါတယ်။ကံအခွင့်လန်အလွန်ကောင်းတဲ့နေ့လေးဖြစ်ပါတယ်။လေးထိုးလေးရောင်ဖြစ်တတ်ပါတယ်။လေကိုပါတဲ့ကနန်းများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနီရောင်နဲ့ချက်တွေးရောင်ဖြစ်ပါတယ်။ရေတရာ အနေနဲ့ကတော့မိမိရံဖျားမှာဖြောင်ရီကတ်လို့ပူဇော်ပေးပါကြာရပရိသတ်မိများတို့ယနေ့မှာတော့အရေးကြီးစာစာတမ်းများစာချုပ်များပြတ်တပြောက်တတ်ပါတယ်အလုပ်ထဲမှာစိတ်ပန်းလူပန်းဖြစ်နေတတ်ပါတယ်ယင်းဤတဲ့မိတ်ဆွေတို့ဦးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ရှုပ်စရာများကြုံတွေ့ရတတ်ပါတယ်ခေါင်းမူကောင်းကైဖြစ်တတ်ပါတယ်ချစ်သူစရာနေပြီးတော့ထင်မမထားတော့လက်ဆောင်များရတတ်ပါတယ်လေးတစ်ပါတဲ့ကနေများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနက်ရောင်နဲ့ရွှေဝါရောင်ဖြစ်ပါတယ် ရန်နေရာအနေနဲ့ကတော့မိမိရံဖျားမှာအုံဒီပါတယ်မဟုတ်ကလူပူဇော်ပေးပါတောက်ချာသားသမီးများတို့ယနေ့မှာတော့ကံအလွန်ကောင်းတဲ့နေ့လေးဖြစ်ပါတယ်ကြံစည်ထားသည်များရဲတာလုပ်ပေးပါစတုကိစ္စစာချုပ်ကိစ္စတွေကိုတော့အထူးသတိထားပေးပါလက်တစ်ဖက်မှာကြိုက်တာနာနာမျိုးတွေဖြစ်တတ်ပါတယ်ငွေကမ်းတော့ကောင်းပါတယ်ချစ်တူစီရနေပြီးတော့မျောလင့်မထားတော့လက်ဆောင်များရတတ်ပါတယ် ၃၅ပါတဲ့ကဏ္ဍများအချိုးပေးပြီးတော့ကံကောင်းတဲ့အရောင်းတော့အနီးရင်အရောင်းနဲ့ကြွတွေးအောင်ဖြစ်ပါတယ်။ရေရီယာအနေနဲ့ကတော့မိမိရံဖျားမှာဈီးဖြော်ရေးကလို့ပူဇော်ပေးပါ။စနေသားသမီးများတို့ယနေ့မှာတော့ရည်ရွယ်ထားတဲ့ထားသမီးစိတ်ကူးထားသမီးအရာရာအစဉ်ပြေမဲ့နေနေဖြစ်ပါတယ်။ဆွေမျိုးများရဲ့ဝမ်းသာစရာတင်းကောင်းများကြားတတ်ပါရဲ့။အိမ်မကတ်ခြင်းအလုပ်ပြောင်းနေတာမျိုးတွေဖြစ်နေတတ်ပါရဲ့။အချိန်အေးမှာတော့အထင်မြင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါရဲ့။ ိုလက်ရရန်တဲ့ဝေဒနာများခံစားရတတ်ပါတယ်။ငါးခွန်ပါတဲ့ကဏ္ဍများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြူရောင်းတဲ့ငွေရောင်ဖြစ်ပါတယ်။ရေရီအနေနဲ့ကတော့မိမိရန်ဖျက်မှာပေါမုတ်ထောပတ်တော့ကတ်လို့ပူဇော်ပေးပါ။အားလုံးကျမ်းမှချမ်းသာကြပါစေ။